Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှ service attack page တစ်ခုဖြစ်ပါတယ် page quality အနေနဲ့ဖြစ်မှ page rich enrichment အရင်ကိုကြားနေအတွက်ကြောင့်မို့ဒီ page ကိုဘယ်လို request တွေပြုတင်မှဆေးရလောက်သွားမလဲဆိုအားလုံးဒီ video မှာအသေးစိတ်လို့ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်ပြီးလို့ရှိရင်ဒီ page owner နဲ့ကျွန်တော်စကားပြောတဲ့အနေချင်းကျွန်တော်ပြပေးပါမယ်ဒီ page owner ပထမတော့တင်တဲ့ video တွေမှာ copyright ထိပြီးမှ page quality အနေနဲ့ဖြစ်တော့ခဲ့တယ်ဒါပေမဲ့ဒီ page owner တင်တဲ့ video တော့ကိုယ်ပိုင် video ဖြစ်တဲ့ဒါပေမဲ့ကိုယ်ပိုင် video မှာနောက်ခံတခြင်းဖွင့်ပြီးသွားတဲ့အချိန်မှာဒီ ီနောက်ခံတချင်းတစင့် cooperative မှာ page quality အနေနဲ့ဖြစ်တော့ခဲ့တယ်။အဲဥစ္စာနဲ့ပတ်သက်ပြီး low low မြောက်ဆိုမှာ page နဲ့ပတ်သက်ပြီးရှောင်းဝင်ဆောင်နဲ့ပတ်သက်ပြီးအားလုံးကျွန်တော်ပြပြပေးတယ်။ပြီးလို့ရှိရင်သူ့ page မှာ cooperative တဲ့ဥစ္စာတွေအများကြီးရှိတာပေါ့နော်။ဒီဥစ္စာနဲ့ပတ်သက်မှာလည်းကျွန်တော်အားလုံးဖြတ်ပေးပြီးပါပြီ။ဖြတ်ပေးပြီးတဲ့အတွက်ကျွန်တော်အခုဆိုရင် request review တင်ဖို့အစင်သေးဖြစ်တယ်တော့ကျွန်တော် request review တင်ပြီးဘယ်လိုဆက်ရအောင်လုပ်သွားမယ်ဆိုပြီးအားလုံးကျွန်တော်ပြပြပေးမယ်။ဒီမှာတစ်ချက်ကြည့်မှာဆိုရင်ဒါ page နဲ့ပတ်သက်ပြီးရှောင်းဝင်ဆောင်နဲ့ပတ်သက်ပြီးမှာအားလုံးကျွန်တော်ပြပြပေးတယ်။ပြီးလို့ရှိရင် copy video copy တက်ပုံတွေကို copy looking အောင်ဘယ်လို edit သွားရမယ်ဆိုမှဒီဒီ page owner အားလုံးကျွန်တော်ပြပြပေးတဲ့အတွက်ကြောင့်ဒီ page owner ကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီး post content တွေတင်ပြီးသွားတယ် တက်ပုံဆိုလည်းအလုံး edit လုပ်ပြီးသွားတယ်ဗီဒီယိုဆိုရင်လည်းနောက်ခင်တစ်ချင်းမှပါပဲလုံးဝတင်ပြီးသွားတဲ့အတွက်ကြောင့်ဒီ page ကအဆင်သင့်ဖြစ်တဲ့အတွက်ကြောင့် request တပြည့်ကျွန်တော်တင်ပြီးသွားမယ်နောက်တစ်ခုကျတော့ဒီ page owner အမားကျတော့သူ page မှာဒီ page machine မှာစကားပြောတဲ့ second shot KP wait ပြီးငွေလွှဲ second shot နဲ့ပတ်သက်ပြီး live group အနေနဲ့သူ page မှာတင်ပြီးသွားတဲ့အချိန်မှာအဲ့ဒီ second shot နဲ့တစ်ဆင့် copy ထိပြီးသွားတာပေါ့နော်ကျွန်တော် page မှာငွေလွှဲ second shot နဲ့ပတ်သက်ပြီး KP wait ပြီး bank transfer account မှာရှိတဲ့ ဒီငွေအမောက်ရဲ့ second shot voucher ဆာရွက် second shot နဲ့ပတ်သက်ပြီးတင်သွားလို့မရဘူးအဲ့လိုမျိုးတင်သွားမယ်ဆိုရင်တူတယောက်ရဲ့ passive ဘိုင်းဆိုင်ရာကိုထိခိုက်တယ်ဆိုတဲ့အတွက်ကြောင့်မို့ violation ဖြစ်မှာ page quality အနေအထားဖြစ်ပြီးသွားတယ်အဲ့ option နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရဘူးအဲ့ဒီ option နဲ့ပတ်သက်ပြီးဒီ page owner လည်းအားလုံးနားလေသဘောပေါက်တဲ့အတွက်ကြောင့်မို့အခုဆိုရင်အားလုံးကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးသွားထားတယ် page ကလည်းအားလုံး system ပြီးမှာ copy paste copy ကိုလည်းဖြတ်ထားတယ်ပြီးလို့ရှိရင် original content ပဲတင်ထားတယ်အတွက်ကြောင့်မို့ request debut တင်ဖို့အဆင်သင့်ဖြစ်တယ်ကြောင့်မို့ request debut ကျွန်တော်တင်ပေးသွားမယ် request debut တင်ဖို့ဆိုအရင်ဆုံးကျွန်တော်ဒီ ်သွားမှဒါလေးတစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီအပေါ်တစ်ချက်နေမှကျွန်တော်ဒါလေးတစ်ချက်နေမယ်ပြီးရင်ဒီတော့ကျွန်တော်တစ်ချက်အလောက်နေပြီးသွားလိုက်ပြီးဒီပုံစံပေါ်လာမယ်ဒီအပေါ်ဆုံးမှဆိုရင်တော့ကျွန်တော် page ကဖြစ်တဲ့အတွက်ကျွန်တော်ဒီနေမှာ page ကိုရွေးပြီးမှသွားရပါမယ် address မှာ page ရွေးမယ်နောက်တစ်ခုကျတော့ကျွန်တော် request debut တင်ရမှာစာသားပါတော့ကျွန်တော်ဒီမှာဆိုရင်ဒီ page နဲ့ like ဖက်တဲ့စာသားကျွန်တော်အားလုံးရေးပြီးထည့်ထားတယ်ပြီးရင်ပြီးရင်ဒီအောက်ဆုံးမှာ page ရဲ့ url link ပိုင်းအားလုံးထည့်ထားတဲ့အတွက်ကျွန်တော်ဒီစာတစ်ချက် copy ပြီးကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ page လုပ်ပြီးမှထည့်လိုက်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီနေမှာ ဒီ page ကိုလည်းဒီအနီးအဖြစ်တဲ့ second shot ထည့်သွားမယ်အတွက်ကြောင့်မို့ကျွန်တော် second shot ဆွဲထားပြီးသားရှိတဲ့အတွက်ကြောင့်မို့ second shot လေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်။အားလုံးထည့်ပြီးသွားခဲ့ပြီဆိုရင်ကျွန်တော်ဒီ page ကနေ submit နေပြီးမှသွားလိုက်ပါမယ်။ဒါကြတော့ပထမ step ဖြစ်ပါတယ်။ video အစွမ်းသားလေးမှရှောင်ရဆန်တဲ့ပတ်သက်မှကျွန်တော်ပြောပြပေးမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ page တစ်ချက်သွားမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်။ဒါကြတော့ကျွန်တော် page မှာဒီ copy strike လေးလေးခုနကကျင်းရှိချင်တော့ထိထားတဲ့အတွက်ကြောင့်မို့ဒီနေရာတစ်ဆင့်ကျွန်တော်တို့ request တင်ပြီးတင်ပြီးသွားမယ်ဒီမှာ corporate affiliate from ဆိုရှိရဒီဥစ္စာတစ်ချက်ပြန်နေမယ်။ အပေါ်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ page name ကိုတစ်ချက် copy ကူပြီးထည့်သွားလိုက်ပါမယ်။ဒီ page မှာထည့်ထားတဲ့နာမည်အတိုင်းထည့်ပြီးတော့ပါဆလုံးအသေးအကြီးလွယ်လို့မရပါဘူးနော်။ပြီးရင်တော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ email တစ်ခုကျွန်တော်ထည့်သွားရပါမယ်။ verify လုပ်ဖို့လိုအပ်တဲ့အတွက်ကျွန်တော် email ထည့်သွားမယ်။လက်ရှိသုံးနေတဲ့ email ထည့်သွားရပါမယ်နော်။ ပြီးရင်ကျွန်တော်မှာ page လို့ထည့်မယ်နောက်တစ်ခုကျတော့ဒီ user လေးတစ်ချက်နှစ်ဤမှာဒီဘက်မှာဒီ page ရဲ့ url link ပေါ့နော် user name လည်းရတယ် url link လည်းရပါတယ်ခင်ဗျာနော်ပြီးရင်ကျွန်တော်ဒီအောက်မှာ page လုပ်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီဘက်မှာပထမတင်တဲ့ဒီစာသားဖြစ်တဲ့ဒုတိယတစ်ခေါက်မှာတော့ကျွန်တော်ဒီစာသားပေါ့နော်ဒါကြတော့ကျွန်တော်တောင်းမန်စာလေးဖြစ်ပါတယ်အခုနားလေးသဘောပေါက်အားလုံးက right content နဲ့တင်ထားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီ pitch quality အနေနဲ့ဖြစ်တဲ့ဥစ္စာတစ်ချက်ပြန်ထည့်ပြီးမှအောက်ကနေ submit နေပြီးမှသွားလိုက်ပါမယ်။ send နေပြီးတော့မဟုတ်ဘူးနော်။ ပြီးရင်တော့ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ Gmail မှာ course လုံးကြမယ်အတွက်ကျွန်တော် edit course လုံးကျွန်တော်တစ်ချက်ထည့်ဖို့ဒီ user ကို verify ဒီ user ကို refresh လုပ်ပြီးတော့မယ်ကျွန်တော်ဒီမှာကြာလိုက်ပြီဆိုဒီ user တစ်ချက်ဖွင့်ရင်မှကျွန်တော်ဒီ number လေးကိုကျွန်တော် copy ကူးပြီးမှထည့်သွားလိုက်ပါမယ်ဒီ user အားလုံး step by step ဒီပုံစံအတိုင်းလုပ်ပြီးတော့ဖုန်းနဲ့လုပ်သွားမယ်ဆိုလဲ Chrome browser ကနေဒီပုံစံအတိုင်း step by step လုပ်ဆောင်သွားလို့ရပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီမှာတစ်ချက်ပြန်မှ I'm not robot to verify လုပ်ပြီးသွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ traffic light ကိုကျွန်တော်တစ်ချက်ရွေးပြီးသွားမယ်ပြီးရင်ကျွန်တော် verify နေသွားမယ် ပြီးရင်တော့အောက်ကပြန် submit နေပြီးသွားလိုက်မယ်ကျွန်တော်ဒီနေ့မှာအချင်း process အနည်းငယ်ကြာမယ်ဒီနေ့အချင်း process အနည်းငယ်စောင့်ပေးလိုက်ပါခင်ဗျာနော်ဒီဥစ္စာ successfully ဖြစ်သွားခဲ့ပြီဆိုမှနောက်တစ်ခုတက်ဖို့ပြောင်းပြီးတော့ပါဒါတိုက်ပြောင်းသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ submit ပို့တော့တဝက်တစ်ပြက်တော်ဝက်တပြက်ဖြစ်သွားခဲ့ပါမယ်ဒီမှာတစ်ချက်ချင်းမဆိုရင် from semi successfully ကျွန်တော် request တပြက်နဲ့လုံးဝအောင်မြင်သွားခဲ့တယ်ပြီးလို့ရှိရင် facebook team ကလည်း ccb မှာကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမှာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက် okay နေပြီမှာနောက်တင်ရကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ဒါလည်းတစ်ချက် close နေပြီမှာနည်းနည်းအောက်ဆင်းသွားပြီးမှာ ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုအခုကတော့လက်ရှိတုံးနေတဲ့ gmail တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာ page ကဖြစ်တဲ့ကျွန်တော် page ကိုရွေးပြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒုတိယတစ်ခေါက်ထည့်တဲ့စာသားကိုပဲပြန် copy ကူးပြီးမှဒီမှာ page လုပ်ပြီးမှထည့်ပြီးမှ အောက်ကနေ send ဆိုတာနှိပ်ပြီးသွားလိုက်ပါမယ်ဒီ step အားလုံးလောက်ဆောင်သွားခဲ့ပြီဆိုရင်ကျွန်တော် page ကတိတ်မကြခင်မှာ send သွားခဲ့မယ်ဒါပေမဲ့ကျွန်တော်အခုလိုမျိုး request တွေပြတင်လို့ပြီးသွားခဲ့ပြီဆိုရင်ကျွန်တော် page မှာ post content တင်တဲ့အခါမှာ shift set ပြီးမှအခုနောက်ကျွန်တော်ပြောတဲ့အတိုင်းရှောင်းရံဆန်နဲ့ပတ်သက်ပြီးလိုက်နိုင်ပြီးတင်သွားရမယ် copy post copy content copy video သူများ video download ဆက်ပြီးလုံးဝတင်လို့မရတချို့ကျတော့ရှိရ video တင်တယ်တစ်ချင်းမပါပဲနဲ့ video double လုပ်တယ်အဲ့ဒီ video သူက TikTok မှာသွားတင်တယ် TikTok တစ်ဆင့်အဲ့ဒီ video ပြန် save လုပ်ပြီး page မှာလာတင်တဲ့အခါမှာ TikTok logo ပါ ါတယ် TikTok တချင်းပါတယ် TikTok ရဲ့နောက်ခံ data အများကြီးပါလာတဲ့အတွက်ကြောင့်မို့ကျွန်တော် page ကအနည်းနဲ့အမြန် corporate ထိမှ page က suspended and published တမမဟိ page quality အနည်းအဝါဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့အဲဥစ္စာနဲ့ပတ်သက်မှလုံးဝလုံးလို့မရဘူးတက်ပုံနဲ့ပတ်သက်ပြီးမှလည်းကျွန်တော် original တက်ပုံတင်တယ်ဒါပေမဲ့ page မှတင်ပြီးတော့တက်ပုံနောက်တစ်ချိန်ပြန်သုံးလို့မရပါဘူးပြောမစရင် use လုပ်ပြီးတော့တက်ပုံနောက်တစ်ချိန်ပြန်သုံးလို့မရဘူးအကယ်လို့ပြန်သုံးချင်တယ်ဆိုရင် active တက်ပုံရပြီးတင်ပါဒါမှမဟုတ်အကြောင်းရင်းအမျိုးမျိုးကြောင့်အဲ့ဒီတက်ပုံမှပြန်တင်ချင်တယ်ဆိုရင်အဲ့ဒီတက်ပုံပြန်မှ crop ဘာညာလို့ပြီးတက် ပုံပေါ်မှာအခုလိုမျိုးစာသားတစ်ခုခုရေးထည့်ပြီးမှပေ့ချ်မှာတင်သွားမယ်ဆိုရင်တော့ရပါတယ်ခင်ဗျာနော်ပြီးရင်ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ကျွန်တော်ဒီမှာ ီမှာဆိုရင် page recommendation at risk ဖြစ်တဲ့ဆိုတာတော့ reach အပိုင်းမှာကြားတဲ့ဥစ္စာနဲ့ပတ်သက်ပြီးဒီ page owner ကျွန်တော်ကို subs အထားဒီနေ့ဆိုရင်ခုနှစ်ရှစ်ရှိတတ်ခဲ့ပြီးဒီ page မှာဖြစ်နေအမှားနဲ့ပတ်သက်ပြီးအားလုံးဖြတ်ပြီးလုပ်ပြီးမှ page owner ကိုကျွန်တော်ပြောတဲ့အတိုင်း page owner ဖက်ကတင်သွားခဲ့တဲ့အတွက်ကြောင့်မို့ပထမဆက်ဆက်ချင်း subs အတွန်းဒီ star ကချက်ချက်ဖြစ်နေတယ်ကျွန်တော်ပြောတဲ့အတိုင်း line နဲ့ပြီးတင်သွားခဲ့တဲ့ဒီမှာ star ကအားလုံးကောင်းသွားခဲ့တဲ့အတွက်ကြောင့်မို့အခုဒီမှာ star ကောင်းသွားခဲ့တဲ့ဆိုရင်ဒီ page မှာတင်လိုက်တဲ့ post content က rich english မနေတော်တော်လေးကိုပြန်ကောင်းလာပါတယ်အခုလိုမျိုးကောင်းသွားခဲ့ပြီဆိုရင်ဒီ page မှာ post content တင်သွားမယ်ဆိုရင်ဒီ page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်မယ်ပြီးလို့ရှိရင်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့ Facebook က automatic သူက suggest ပို့ပေးတဲ့အတွက်ကြောင့်လူအသစ်စီကိုရောက်ပြီးမှ follower အသစ်တွေတိုးပြီးလာမယ် customer အစ်စ်တွေတိုးပြီးလာမဲ့အတွက်ကြောင့် page ကတော်တော်လေးအဆင်ပြေသွားခဲ့ပါပဲပြီးလို့ရှိရင်ကျွန်တော်ဒီ review content နေပြီးသွားမယ်ဆိုရင်ဒီနေရာ data ရောက်လာခဲ့မယ် page quality အနေနဲ့ဖြစ်တဲ့နေရာဒီ page quality အနေနဲ့လုံးဝစဉ်းစားခဲ့ပြီးဆိုရင် page က performance အားကောင်းတော့ခဲ့မယ်လက်ရှိမှာတော့ဒီ page ကဒီ performance ကောင်းတော့ကောင်းတယ်ဒါပေမဲ့100%တော့မကောင်းသေးဘူးဒါပေမဲ့အခုလိုမျိုး request တွေပြုတင်လို့ပြီးသွားခဲ့ပြီးဒီ page မှာလည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်နိုင်ပြီး content တင်သွားခဲ့တဲ့ page ကစဉ်းစားခဲ့ပြီးဆိုရင် page ကဒီ current test ဆိုင် nagorush test ဆိုင်ပို့ပြီးမှ rush english င်ကောင်းပြီလားမပေါ့နော်စစ်တင်စက်တဲ့2 page မှာ live fit တဲ့ category နဲ့တင်တဲ့ content နဲ့ လိုက်အောင်ကျွန်တော်တို့ setting setup လေးအားလုံးချိန်ထားပေးတယ် follower အသစ်တွေတိုးလာဖို့ customer အသစ်တွေတိုးလာဖို့လည်း page ကိုတည်ချလေး setting ချိန်ထားပေးတဲ့အတွက်ကြောင့်မို့ page က performance တော်တော်လေးကောင်းလာပါမယ်ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့ Luigi Mino page မှာလည်းအခုလိုတိုင်း page ကိုလည်းဒီအနီရောင်အဝိုင်ရောင် profile အနီရောင်အဝိုင်ရောင်ဖြစ်နေဆိုရင်တော့ apport viber number တစ်ဆင့် contact လုပ်ပြီးမှ service app နိုင်ပါတယ်ကိုကိုယ်တိုင်လောက်သွားချင်တယ်ဆိုရင်ဒီပုံစံအတိုင်း step by step လောက်ဆောင်တော့ပါခင်ဗျာနော်ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်